နေကတငယ်ချင်းတယောက်နဲ့လက်ဖိတ်ဆိုင်ထိုင်ရင်းနဲ့ဒီပတ်စံခံနေတဲ့ဖုန်းကြီးနဲ့သူနဲ့စကားများခဲ့တဲ့အကြောင်းလေးပြောပြတော့ကျွန်တော်ဒီအကြောင်းလေးကိုခင်ဗျားတို့ပြန်မျှဝေခြင်းတယ်ဒီကကကျွန်တော်တို့ဗုဒ္ဓဘာသာတွေနားမလဲတဲ့ပြဿနာကဘာလဲလို့မြင်လို့ရှိရင်ဒီဖုန်းကြီးတွေဒီသာသနာမဟုတ်ဘူးဖုန်းကြီးစီဖုန်းကြီးတာဖြစ်တယ်ဖုန်းကြီးစီတန်ကလည်းမဟုတ်ဘူးသာသနာလည်းမဟုတ်ဘူးခမရတို့ကြီးညိုသည်ဖြစ်စေမကြီးညိုသည်ဖြစ်စေပူဇော်သည်ဖြစ်စေမပူဇော်သည်ဖြစ်စေဒါခမရတို့ရဲ့ကိစ္စနဲ့ဆိုင်နေတယ် သူတို့ဒီမြတ်စွာဘုရားလက်ထက်တော်ခါကအသုံးနှုံးနဲ့ပြောမစို့တမနာပြမနာတွေဖြစ်တယ်အယုသေးအလေးမြတ်ပြုရမယ့်ပုံကိုယ်ကြီးဖြစ်တယ်ဟုတ်ပြီနော်ခမရတို့အတွက်ကောင်းကျိုးချမ်းသာတွေအစုံးမတွေကိုပေးနိုင်တယ်သာသနာဟူသည်မြတ်စွာဘုရားရဲ့အစုံးမကိုသာသနာလို့ခေါ်တာအဲ့တော့မြတ်စွာဘုရားရဲ့အစုံးမကဘာလဲလို့မေးလို့ရှိရင်ယဟန်တွေအတွက်အစုံးမကနိဗ္ဗာန်ကိုရှာရတာယဟန်နာဖြစ်အောင်အားထုတ်ရတာမြတ်စွာဘုရားရဲ့သာသနာမှာ ယဟန်နာဖြစ်အောင်အာထုပ်တဲ့သူမရှိတော့ဘူးနိဗ္ဗာန်ရှာနေတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုရင်သူတော်ကောင်းသာသနာကွဲ့တယ်။ယနေ့ခမည်းတော်ကျုပ်တို့တွေ့နေရတာဒီဗုဒ္ဓဘာသာသည်မြတ်စွာဘုရားရဲ့အဆုံးမသာသနာစာအဆုံးမစကားတွေပဲကြံတယ်။အဲတော့သူတော်ကောင်းသာသနာကဘယ်အချိန်မှကွဲ့တယ်လဲလို့မေးလို့ရှိရင်နိဗ္ဗာန်ရှာတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးနိဗ္ဗာန်ရောက်အောင်အာထုပ်သွားတဲ့အရဟတဖို့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုအဲ့ဒီသာသနာသည်ကွဲ့သွားပြီ။ ယနေ့ရှိမရှိရတော့ကိုယ့်ဘောက်ကိုရှားကြဘူးเนาะနောက်တဲ့သာသနာတစ်ခုကဘာလဲလို့မြင်လို့ရှိရင်လူတွေအတွက်သာသနာကလူလောကထဲမှာလူပိပိတတ်တနေထိုင်ဖို့အတွက်လူကျင့်ဝတ်တွေကိုလိုက်နာဖို့အတွက်မြတ်စွာဘုရားက၅ပါးသီလတွေဒုစရိုက်၁၀ပါးရှောင်ကျဉ်ကြောင်းတွေခေါ်ထားခဲ့တယ်လူလောကထဲမှာငြင်းငြင်းအေးအေးနေတောင်ဆုံးမခဲ့တဲ့အဆုံးအမတွေရှိတယ်အဲ့ဒါဒီမြတ်စွာဘုရားရဲ့လူတွေအတွက်သာသနာဖြစ်တယ်နောက်တစ်ခါလူတွေအတွက်အကျိုးစီးပွားကဘာလဲ အဲ့တော့ဒီပတ်စံခံနေတဲ့ဘုံကြီးတွေကိုပတ်စံလှူရင်ကိုယ်တို့မရဘူးလားရတယ်မြတ်စွာဘုရားကဟောပြောခဲ့တာကရှင်းရှင်းလေးဒါနနဲ့ပတ်သက်လို့လူတယောက်ကလူမိုက်လို့လှူတယ်တဲ့ဘယ်လိုလှူလဲဆိုတော့တဲ့ရိုးရိုးတည်တည်မလှူဘူးတဲ့ကိုယ်တိုင်မလှူဘူးတဲ့စွန့်ပြစ်တယ်လို့လှူတယ်တဲ့အလှူရဲ့အကျိုးကိုမယုံဘူးတဲ့ လှူဒန်းတဲ့လူကငါကောင်းမှုလို့ရင် ကောင်းကျိုးရှိတယ်ဒီအလှရဲ့အကျိုးအာနိသင်ရှိတယ်လို့လက်ခံယုံကြည်တဲ့သဘောရှိရတယ်။မရှိဘဲနဲ့ပေးတဲ့ကောနေပါစေကောဒီကောင်ခွေးလေးစားလိုက်ဒီလိုမျိုးအကျိုးကိုမယုံကြည်ဘဲနဲ့အကျိုးကိုမျှော်ကိုးတာနဲ့ယုံကြည်တာတော့မတူဘူးနော်။တချို့ကအကျိုးကိုမျှော်ကိုးတာဒါအလှလှလိုက်လို့ရှင်နတ်ဖြစ်ပါစီမြမာဖြစ်ပါစီဆိုတာကအကျိုးကိုမျှော်ကိုးတာအကျိုးကိုယုံကြည်တယ်ဆိုတာကကောင်းမှုဒီအလှပေးတဲ့အကျိုးဒီအလှအကျိုးရှိတယ်ဆိုတာကိုယုံကြည်တာမတူဘူးဟုတ်ပြီနော်။အဲ့တော့ ဒီအလူမျိုးကိုလှူတဲ့ပုံကလူမိုက်ကြီးတဲ့အဲ့တော့များသောအားဖြင့်ဒီပစံထဲ့နေတဲ့ပုံကတွေကလူမိုက်လူနီလူနီကြတာအလူမကျုံးကိုမရဘူးလားရတယ်အာနိသင်နေတယ်မြတ်စွာဘုရားကသာသနာရင်းအလူကအကျိုးများတယ်သာသနာပအလူကအကျိုးနည်းတယ်သာသနာရင်းအလူဆိုတာဘာလဲလို့မေးလို့ချင်းတန်ကြီးကဒါနာဖြစ်အောင်လှူတတ်ကြတယ်မြတ်စွာဘုရားရဲ့အဆုံးမနဲ့ညီတဲ့အဆုံးမနဲ့အလူကိုလှူတတ်ရတယ်ရိုးရိုးလေးပဲလေ တန်ဃာတွေကိုမြတ်စွာဘုရားကဘာမအပ်ဘူးလို့မြတ်စွာဘုရားကဟောပြီးသားဟုတ်လားတန်ဃာတွေနဲ့မအပ်တဲ့အရာတွေရှိတယ်တန်ဃာနဲ့မအပ်တဲ့အရာကိုလှူလို့ရှိရင်သာသနာ့ဘအလှူအပ်တဲ့အရာကိုလှူရင်သာသနာတွင်လှူမြတ်စွာဘုရားကပစ္စည်းလေးပါးထဲမှာစွန်ကြောင်စီစွန်စီတင်ငန်းကြောင်ဒီလေးပါအဲ့ဒါဒီအဆက်တဲ့ပစ္စည်းတွေဟုတ်လားခင်ဗျားတို့အနေနဲ့အဲ့ဒီအဆက်တဲ့ပစ္စည်းကိုလှူလို့ရှိရင် သာသနာတွင်အလှဖြစ်တယ်။အဲ့ဒီဒါတွေနဲ့မအပ်ဆက်တဲ့အလှပစ္စည်းကိုလှုပ်နေသမျှသာသနာပအလှဖြစ်တယ်။အဖြေကရှင်းရှင်းလေးပဲ။သာသနာတွင် အလှနဲ့တန်ခါကုံကိုရည်မှန်းပြီးလှုပ်လို့ရှိရင်တန်ကြီးကဒါနရတယ်။အဲ့ဒီဖုံကြီးသည်ရန်ဟုတ်ချင်ဟုတ်ဟုတ်မဟုတ်ချင်မဟုတ်ဘူးလောလောဆယ်ဆုံးငန့်ကြွနေစေကာလမှာ သူသည်အရိယာသူတော်ကောင်းတို့မျက်နှာအနှစ်သက်အပ်တဲ့အလုပ်ကိုလုပ်နေတာ အဲ့ဒီပုံကိုကိုလှူရမ်းလိုက်တာဒီတန်ခါကုံကိုရီမှန်းပြီးလှူရမ်းတာဖြစ်ခြင်းကြောင့်တန်ကြီးကဒါနာရတယ်အဲ့ဒီပုံကိုမှာကဘာတိလာတမာရီပညာမှမရှိဘူးဆိုသူ့ဘာသူငရဲသူ့ဘာသူလက်နဲ့ရက်ဖယ်ပြီးသူ့ဘာသူဆင်းသွားလိမ့်မယ်အဲ့ဒါသူကိစ္စခမားတို့ကိစ္စမရှိဘူးမြတ်စွာဘုရားကယဟန်တပါးကဒီတန်ကြီးကဒါနာ တန်ခါကိုလှူဒန်းနေဆိုတဲ့နေရာမှာမြတ်စွာဘုရားဟောထားတာရှင်းရှင်းလေးတန်ခါဂုံတော်ကိုပြန်ကြည့်ကြည့်ယတိတန်ဆက်တာနိအထာဘုဒ္ဓတာယူကနိအထာဘုဒ္ဓတာပုဂ္ဂလဧတဘဂဝါတော်တာဝကတန်ခောမြတ်စွာဘုရားရဲ့၄ပါးအစုံရှိရောက်တော်ဆိုတာအရိယတန်ခါကိုပဲပြောတယ်အဲ့ဒီတန်ခါတွေကတဲ့အဝေးအဆောင်လာတဲ့အလူကိုလည်းခိုင်းတော်မူထိုက်တယ်တဲ့အဲ့ဒီလုံကဆောင်းထားတဲ့အလူကိုလည်းခိုင်းတော်မူထိုက်တယ်တံမလွန်အကျိုးကရည်စူးပြီးတော့လည်းလှူဒန်းတော်မူထိုက်တယ် လက်အုပ်ချီမိုးပြီးတော့လဲရှုရှခိုးတော်မူလိုက်တယ်တဲ့ကုသိုလ်မျိုးစင်များကျဲချဆိုင်ပြီးတော့ကောင်းသောလင်မီကောင်းပဲဖြစ်ပါလေတဲ့သာသနာတွင်အလူကိုလှူတက်ဖို့အတွက်အဲ့ဒီလူဂုံကြီးကိုရီမှန်းပြီးလှူတက်ကြတယ်အဲ့ဒီတန်ဃာတော်နဲ့အဆက်တဲ့အရာကိုလှူဒန်းရတယ်ရိုးရိုးယဟန်တမားကအဲ့ဒီအရာဒီနဲ့အပူဇော်ခံထိုက်ဖို့ဆိုရင် အပူဇော်ခံထိုက်ဖို့ဆိုရင်ယဟန်နာတို့မှာရှိတယ်မကင်ရှိပါပဲမြတ်စွာဘုရားဟောရတဲ့ရှင်းရှင်းလေး ပညာတို့အကျံတို့အဲ့ထဲမှာပြောမက်ဂင်ရှစ်ပါယဟန်နာတို့မှာရှိတဲ့မက်ဂင်ရှစ်ပါကိုဖြည့်ကျင့်နေတဲ့ယဟန်ကအဲ့ဒီပူဇော်ထူးတွေကိုခံယူတော်မူထိုက်တယ်။အဲ့ဒီလိုမှမကျင့်မဲနဲ့နေတဲ့ကျောင်းအိတ်ကျောင်းစားနေတဲ့ဘုံကြီးကဘာလုံးမှလည်းမလုပ်ဘူးဘာစာမှလည်းမသိဘူးဟဲ့လားအချိန်တန်းသွန်လေးထွက်ခံလိုက်စားလိုက်အိတ်လိုက်လုံနေတယ်ဆိုရင်တော့တုတ်အာကုတုံနဲ့သူသွားလိမ့်မယ်အဲ့ဒါခမရတို့ကိစ္စမရှိဘူးသူကိစ္စ တူဒီတာသနာအဆုံးမကိုနားမလဲပဲနဲ့တာသနာအတီးပွင့်ကိုမှီစားခြင်းဒီသူ့အတူသူငရဲတူရှာတာခမရတို့ရဲ့အကျိုးစီးပွားကအဲ့ဒီငရဲရှာနေတဲ့သူကိုပဲခမရတို့ကတန်ခါအကုန်ကိုရီမှန်းပြီးတော့လှူဒန်းလိုက်တွားပြီးတော့စီးကတ်တယ်ကိုးွယ်တယ်အဲ့ဒီဖုန်းကြီးရဲ့အဆုံးမတွေတွားပြီးလိုက်နိုင်ရင်တော့ခမရတို့လည်းသူနဲ့တူငရဲသွားလိမ့်မယ်ဟုတ်တယ်နီးယဒီဝရက်အကြောင်းလာပြောတယ်ဒီဝရက်ကိုလှူရင်ဒီဝရက်ကိုတွားပြီးစီးကတ်တယ်ကိုးွယ်တယ်သူတော်ကောင်းလို့ထင်လို့ရှင်ကိုအာကုတ်သူကိုရှာတာ အဖြေကရှင်းရှင်းလေးတွေဗုဒ္ဓဘာသာရဲ့အဖြေကရှင်းရှင်းလေးတွေရိုးရိုးလေးတွေခမရတို့ကနေခမရတို့မရှုပ်ရှုပ်အောင်ရှောက်လို့ကြလို့ရှုပ်ကုန်တာဟုတ်လားသာသနာတွင်အလှနဲ့သာသနာပအလှဆိုတာအဲ့ဒါပဲသာသနာတွင်အလှဆိုတာဒီမြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းလှတာပုံနာတယောက်ကရှင်အာနန္ဒံကိုတွေ့တဲ့အခါအရှင်ဘုရားတဲ့တပည့်တော်ရှင်ဘုရားကိုအယမ်းကြည်ညိုတာတဲ့တပည့်တော်စင်နေလှခြင်းနဲ့မြင်းနေလှခြင်းနဲ့လဲရမြည်တွေလှခြင်းနဲ့ဒါပေမဲ့အရှင်ဘုရားတို့သာသနာမှာမအပ်ဆက်ဘူးတဲ့ တပည့်တော်ရဲ့ဆောင်းပိုင်းပစိုးပိုင်းလေးကိုအရှင်ဘုရားလက်ခံတော်မူပါတဲ့အလှူပေးတာတော့အဲ့ဒီလိုအဆက်တာကိုလှူတက်ရတယ်မအဆက်တာကိုလှူရင်အလှူမဖြစ်ဘူးလားဖြစ်တယ်ကုသိုလ်မရဘူးလားရတယ်အကျိုးမရှိကျိုးနေတယ်ခွေးတကောင်ကိုလှူရင်တော့မှအကျိုးရသေးတာလीဟလာယဟန်တစ်ပါးကိုလှူတာတမနာပြမနာတယောက်ကိုလှူတာအကျိုးရှိတယ်ပတ်စံမဲ့လှူလူဘာလှူလူကုသိုလ်ရတယ်သို့တော့တန်ခိကဒါနာမဖြစ်လို့ရှိရင်အကျိုးမများဘူးမြတ်စွာဘုရားကအကျိုးများစေတဲ့အလုပ်ကို ဘာဖျားကိုလှူတာတဲ့တန်ခါကိုလှူပါတဲ့တန်ခါကိုလှူတာကပို့ပြီးအကျိုးများတယ်တရဝရရဲ့အကျိုးစီးပွားကိုအစဉ်တနာတက်တဲ့မြတ်စွာဘုရားကအကျိုးစီးပွားများရာများကြောင့်လှူရန်ဤကိုသင်ပေးတယ်အဲ့တော့ခမရတို့ကဘာအကျိုးစီးပွားကိုလှူကျင်တာလဲကိုလို့ထင်တာလို့ဒီဖုန်းကြီးတွေကိုတော့တန်ခါလို့လာမပြောနဲ့သာသနာလို့လာမပြောနဲ့အဲ့ဒီဖုန်းကြီးဒီသာသနာလည်းမဟုတ်ဘူးတန်ခါလည်းမဟုတ်ဘူးသာသနာသည်မြတ်စွာဘုရားအဆုံးအမဖြစ်တယ်တန်ခါဟူသည်အရိယာသူတော်ကောင်းတွေဖြစ်တယ်အဲ့ဒီနှစ်ခုပဲအဲ့တော့ ဒီဘုံကြီးတွေဒီတန်ခါရဲ့နေနည်းထိုင်နည်းကိုအတူခေါ်ပြီးနေလို့ရှိရင်ပူဇော်ထူးကိုခွင်လို့မထိုက်တည်။အလေးအမြတ်ပြုခံထိုက်တည်။မနေဘူးလားမနေမခံထိုက်ဘူး။မခံထိုက်တဲ့လူကိုကိုရီးယားအလေးအမြတ်ပြုတယ်သူ့အကုသို့သူရှာတာသူ့ဒုက္ခသူရှာတာသူ့ဘဝသူဖြတ်စည်းတာ။ဟုတ်လားခင်ဗျားတို့နဲ့မဆိုင်ဘူး။နားလည်လားမသိဘူးနော်။